ထိုင်းနိုင်ငံထဲကိုမြန်မာနိုင်ငံသားတွေရဲ့ဘဏ်ကောက်ထဲကိုနိုင်ငံသားကနေပြီးတော့ငွေဝင်တာအခုဆိုပိတ်လိုက်ပါပြီခင်ဗျာဒီချက်ကိုကျွန်တော်တို့ဒီ6လပိုင်း2025ကနေစတင်နေပါပြီခင်ဗျာဒါကတော့တကယ်ကိုမဖြစ်မနေအရင်ရေးကြည့်ပါလေကျွန်တော်ရဲ့ဒီ CB မှာဆိုလေတိုက်ရိုက်လာပြီးတော့ မေးတဲ့သူတွေအများများပါတယ်ခင်ဗျာအဲ့တော့ဒီကျွန်တော်တို့အရင်တော့ဆိုရင်တော့ဒီကျွန်တော်နိုင်ငံသားကနေပြီးတော့မှဒီထိုင်းနိုင်ငံရဲ့ကိုယ့်ရဲ့ဘဏ်အကောင့်တွေကိုပေါ့နော်ဒီ K+ တဲ့ကိုဓာတ်ရိုက်ကျွန်တော်ဘဏ်တွေကိုဓာတ်ရိုက်လွှဲထည့်တဲ့စနစ်မျိုးကိုကျွန်တော်ဒီ10ရက်နေ့လောက်ထိတော့ရသေးတယ်ခင်ဗျာအခုကျွန်တော်စပြီးတော့မှသူတို့ပိတ်လိုက်တာဆိုတော့ဒီပြီးခဲ့တဲ့17ရက်နေ့ကနေစပြီးတော့မှကျွန်တော်တို့ဒါ ဘန်တဲ့ဟုတ်ပေါ့နော်ပတ်စံတွေမဝင်လာတော့ဘူးဒါကျွန်တော်နိုင်ငံသားကနေပြီးတော့ကိုယ့်ရဲ့မိတ်ဆွေကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့အသီးတွေကဒီထိုင်းနိုင်ငံတွေကိုကျွန်တော်ကိုယ့်ရဲ့ဘန်နံပါတ်တွေကိုကိုယ့်ရဲ့လွှဲတဲ့ခါကျရင်ကိုယ့်ရဲ့ passport စာအုပ်တွေရိုက်ပို့ပေးရတယ်ဒါကျွန်တော်ဘန်နံပါတ်တွေရိုက်ပို့ပေးရဘန်စာအုပ်တွေရိုက်ပို့ပေးရတယ်ဖုန်းနံပါတ်တွေတောင်းတယ်အဲ့တော့တခါလေကိုယ့်ရဲ့ဘန်အကောင့်တွေကို keyblack တွေကိုဓာတ်ရိုက်တန်းပြီးတော့ဝင်လာတယ်ပေါ့နော်ပတ်စံကလွှဲလာလို့ရှိရင်အခုကျတော့အဲ့လိုမျိုးသူတို့ဒီကျွန်တော်တို့တန်ချပေါ့နော်မြန်မာလူမျိုးတွေရဲ့ဘန်အကောင့်တွေကိုထိုင်းနိုင်ငံပေါ့ဥပဒေအရသူတို့လုံးဝဝင်ခွင့်ပိတ်ထားလိုက်သူတို့ထိုင်းလူမျိုးတွေရဲ့ဘန်အကောင့်တွေကိုတော့ထည့်မယ်ဆိုရင်တော့ ရတယ်ဒါမြန်မာလူမျိုးတွေရဲ့ဘဏ်ကောက်တွေကိုတော့ထည့်လို့တော့မရပါဘူးအခုဆိုကျွန်တော်လည်းတော်တော်များများဒီမှာလာပြီးတော့မေးထားတဲ့သူတွေရှိပါတယ်ခင်ဗျာအဲ့တော့ဒီလိုမျိုးဖြစ်လာပြီးဆိုရင်တော့အခုချိန်မှာငွေကရနိုင်လားရှုံးသွားနိုင်လားဆိုရင်တော့အခုချိန်ကာလတစ်ခုမှာကျွန်တော်ဘဏ်ရုံးကိုသွားဖို့အတွက်လိုပါတယ်ဒီလိုမျိုးဖြစ်လာလို့ရှိရင်ကျွန်တော်ကအခုကသူတို့ကတရားဝင်ကြော်ညာနိုင်ပြီဘဏ်ရုံးကလည်းဟိုတနေ့ရပဲဒါကျွန်တော်ရဲ့အမှတ်သွားတဲ့အခါမှာဆိုဘဏ်ရုံးကလည်း ို့ညီတူစွာပဲသူတို့အပြစ်ပေးလာတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီလိုမျိုးပတ်ဆက်လွှဲတဲ့ကိစ္စအနေနဲ့ကျွန်တော်နိုင်ငံသားကကိုယ့်ရဲ့ဒီထိုင်းကိုပိုင်မြန်မာနိုင်မြန်မာနိုင်ငံသားတွေရဲ့ဘဏ်အကောင့်တွေကိုထည့်လာလို့ဒီလိုမျိုးဖြစ်လာပြီးဆိုရင်တော့အခုနောက်ပိုင်းမှာကျွန်တော်ဘာလုပ်ရမှာလဲဆိုရင်တော့ဒီထိုင်းနိုင်ငံမှာထုတ်လို့မရတော့ဘူးဆိုရင်တော့ဒီနိုင်ငံသားကပတ်ဆက်လွှဲတဲ့ကိုယ့်ရဲ့အတီကိုယ့်ရဲ့မိတ်ဆွေတွေကိုပြန်ပြီးတော့မှသူတို့ကိုပြန်ရုပ်လုတ်ခိုင်းပါတော့ပြန်ပြီးတော့ဖြတ်သိမ်းခိုင်းလိုက်ပါတို့တို့ပတ်ဆံဒီနိုင်ငံသားမှပြန်ပြီးတို့ပြန်ပြီးတော့ဝင်သွားမှာတို့တို့ပြန်ရသွားမှာပေါ့ဒါဒီလိုအဲ့လိုမှမလုပ်လို့ရှိရင်တော့ကျွန်တော်တို့ဒီပတ်ဆံက ဒီထိုင်းကားလူလည်းမရဘူးနိုင်ငံသားလူလည်းမရဘူးကျွန်တော်အကြားထဲမှာပတ်စံကအာကျွန်တော်ဒီတိုင်းပဲရှိနေပါလိမ့်မယ်ခင်ဗျာဒါကြောင့်မလို့တကယ်၍ဒီထိုင်းနိုင်ငံမှာကဘန်ယုံသွားပြီးတော့မှအချက်လက်တို့ယူသွားတယ်ကိုက passport စာအုပ်တွေအချက်လက်တွေယူသွားတယ်ဘန်စာအုပ်တွေယူသွားတယ်အဲသူနိုင်ငံသားထွေးလာတဲ့ဆက်လက်ပေါ့အခုလိုမျိုးဒီမှာဆက်လက်စာရွက်တွေပေါ့နော်ကျွန်တော်မှဒါပို့လာပေးတာအဲ့လိုမျိုးဆက်လက်စာရွက်တွေကိုယူသွားပြီးတော့တပြရအောင်မှထုတ်ခွင့်မပေးတော့ဘူးဆိုရင်တော့ဒါဟိုဘက်ခြံကတဖက်နိုင်ငံကလွှဲထည့်လာတဲ့သူကိုကျွန်တော်တို့ဓာတ်ရိုက်ဆက်တွယ်ပြီးတော့မှပြန်ပြီးတော့မှကျွန်တော်တို့ဒီအသေးစိတ်ပေါ့နော်သူတို့ကိုပြန်ပြီးတော့ဖျက် ိန်းခိုင်းမယ်ဆိုတော့ပတ်စံပြန်ရနိုင်ပါတယ်ခင်ဗျာအားလုံးဒီနေ့အရေးကြီးပါတယ်ပြီးလို့ရှိရောကျွန်တော်တို့ဒီတော်များများအခုမသိသေးတာကျွန်တော်ဆိုလက်တာအရင်ဆုံးသိမသိတဲ့အချက်ပေါ့ဘဏ်ကတ်ကင်ဆောင်ထားတဲ့သူတွေဆိုရင်လည်းကျွန်တော်ဒီဘဏ်ကတ်ရဲ့အနောက်ဘက်ခြမ်းပေါ့နော်ကနန်းဆက် အာ16လုံးเนาะကဏ္ဍ16လုံးရှိပါတယ်ဒီကဏ္ဍ16လုံးကိုလည်းကျွန်တော်တို့အာဘ ᱹ ဒုမှမရိုက်ပို့ပါနဲ့လို့เนาะဒါအဓိကအရင်ရေးကြည့်ပါတယ်အာ line ပေါ်မှာကျွန်တော်တို့ရိုက်ရိုက်တင်လိုက်မိတာပေါ့လေဒီရိုက်တင်လိုက်ခြင်းကကျွန်တော် online မှာကျွန်တော်ဈေးဝယ်တဲ့သူတွေပြီးတော့ gain ဆော့တဲ့သူတွေများဆိုတာဒီကဏ္ဍ16လုံးရိုက်ထည့်ပြီးတော့ပတ်စံဝင်ဖြတ်ပါတယ်ဒီထဲမှာကြီးရှုနေတဲ့သူထဲမှာလည်းပတ်စံအဲ့လိုမျိုးအဖျက်ခံရသူတွေရှိလားခင်ဗျအဲ့လိုဖျက်ခံရတဲ့ဆိုတာကိုယ့်ရဲ့ဒီဥစ္စာကိုဘ ᱹ ဒုရိုက်ပို့မိလဲကိုယ့်ရဲ့တငယ်ချင်းတွေကိုရိုက်ပို့မိတာလားကိုယ့်ရဲ့ line ပေါ်မှာရိုက်ပိုးမိတာဒါကိုကျွန်တော်ပြန်လဲပြီးတော့မှစစ်ဆေးပါလို့ပြောချင်ပါတယ်တကယ်လို့ကျွန်တော်တို့အဲ့လိုမျိုးဖြစ်ပြီးဆိုရင်တော့ဘန်ကတ်အသစ်ပြန်လောက်ရအောင်နော်အသစ်ဆိုတာဒီကပ်ပြားလေးအသစ်တစ်ပြန်ရှောက်ရပါတယ်နော်ကျွန်တော်ဆိုတာဒီ6လပိုင်းကို2ခေါက်အောင်ပြန်လောက်ရတာဖြစ်ပါတယ်အဲ့တော့အလုံးပဲဘန်ကတ်သုံးတဲ့သူတွေအကြီးကအားလုံးအဆင်ပြေကြပါစေစုံမကောင်းတောင်းပေးပါတယ်အလုံးအလုံးအနေနဲ့ဒီတည်င်းလေးကတော့လူတိုင်းအတွက်အရန်အရေးကြီးပါတယ်ဒီအထူးအားဖြင့်တော့ကျွန်တော်နိုင်ငံသားအနေနဲ့ပတ်စံထွေးတဲ့သူတွေအတွက်တကယ်အရေးကြီးတဲ့တည်င်းဖြစ်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ